ဲ့တငေရှမ်းများအားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကျွန်တော်ပြန်လဲ share လောက်ပေးသွားမှာကတော့ခုမြန်မာနိုင်ငံမှာနာမည်နာမည်ကြီးနေတာပေါ့နော်ဒီကလေးလေးကတော့ထူခိုင်းကြိုတက်တော့ထူခိုင်းကြိုတက်တာလာမြေဝန္ဒနာအားလုံးကိုကုသပေးနိုင်တော့နာမည်ကြီးနေတဲ့ဘိုးတော်လေးပေါ့နော်အခုဆိုရင်တော်တော်လေးကိုနာမည်ကြီးနေပါတယ်နော်အဲ့ဒါဆိုဘိုးသူရနဲ့ကျွန်တော်လက်နောက်ထောင်ကြည့်ပါမယ်ခင်ဗျဘင်နေရဘေဒေသမှာရှိလေဆိုတာလေးကိုပေါ့နော်ပြီးတော့ဝေဒနာအားလုံးကိုကုသပေးနိုင်တယ်လို့နာမည်ကြီးနေတဲ့ဘိုးတော်လေးဘိုးတော်လေးနာမည်ကြီးနေတော့ခလေးမှာ fan entertainment page ကနေပြီးတော့ကြိုဆိုလိုက်ပါရင် fan entertainment เนาะဒီမှာเนาะ youtube တော့ facebook တော့မှာလိုက်ရှာပြီးတော့လဲအားပေးလို့ရပါတယ်ခင်ဗျာသူကန်ကျော်ကရန္နာသုံးပါးရဲ့ကျေးဇူးနဲ့ယောဂမန္တမကိုကုသလာခဲ့တာချောင်းနဲ့ပြည့်သွားပြီဖြစ်ပါတယ်။သူကန်ကျော်ရဲ့လက်နဲ့ထိရင်ခွဲစိတ်ကုသမဲ့ယောဂရီမန္တမလည်းတက်တာရဲ့အပြင်ကင်ဇာယောဂကိုလည်းပျောက်ကင်းအောင်ကုသပေးနိုင်တဲ့သူပါ။အခုတော့သူကန်ကျော်ထက်တာလွန်နဲ့ဘိုးတော်လေးတယောက်ပေါ်ထွက်လာခဲ့ပါပြီ။ဘိုးတော်လေးကခလီတတအရွယ်လေးသာရှိတဲ့ ငွေရှိတယ်နော်ဆင်းနေစစ်တော့လဲလို့ရှင်ကျောင်းလေးရဲ့အရွယ်ခန့်သာရှိပါသေးတယ်ခရနဲ့ဝင်းကျင်ကလေးလေးတယောက်ကသူ့လက်နဲ့ထိရင်ဘယ်အရာထိုးခန့်ကြော်ထက်လေးရရှိမယ်ပိုးတော်လေးကတော့စိတ်ရှိလက်ရှိကိုကုသပေးပါတယ်သူ့အနားမှာအမေဖြစ်သူကလုံခြုံကူပေးပြီးတော့သူ့ရဲ့လက်လေးနဲ့တွေ့ရင်တော့ထိလိုက်ရင်တော့ခံစားနေရတဲ့ဝေဒနာတွေပျောက်ကင်းသွားစေတယ်လို့ဆိုပါတယ်ဩပိုးတော်လေးနဲ့ပထမဆက်ရှိသူတွေက ပို့ပြီးတော့ပြောက်ကင်းတယ်လို့ပြောကြပြီးတော့ရုံရုံကြည်ကြည်လာရောက်ကုသသူတွေရှိပါတယ်။ဘိုးတော်လေးဟာကလေးတွေကိုလည်းကုသပေးတယ်လို့အများအားဖြင့်ကုသပေးရသူတွေကတော့အဖိုးအဖွားအရွယ်တွေဖြစ်ပါတယ်။စေုံစေကန်းကြီးတွေမှာတော်လျှောက်ပြသဖို့ငွေခက်ခဲရှိတဲ့သူတွေငွေချေးမတက်နိုင်တဲ့သူတွေဆရာဝန်တွေကလက်လျှော့ထားတဲ့လူနာတွေဘိုးတော်လေးထံကိုရောက်လာပါတယ်။ ဟုတ်နော်သူရဲ့တရင်ကိုနာမည်ကြီးလာပြီးရနောက်လာရောက်ကူတာတဲ့သူတွေလည်းများလာပါတယ်စေကူတာစီမတက်မတ်ထားပဲစေတနာရှိတဲ့လောက်ကတော်လို့ရပြီးတော့လေဖြက်ခါကြောညက်တာအပြင်အုံနှောင်းနဲ့သက်ဆိုင်တဲ့ယောဂါတွေကိုပါကူတာပေးနိုင်သူဖြစ်ပါတယ်ဘိုးတော်လေးရဟအထက်ဖို့ကိုကနေတဆင့်ကူတာတာဖြစ်ပြီးတော့သူလက်တီနဲ့ယောဂါဖြစ်တဲ့နေရာကိုကူတာပေးပါတယ်စကားမပြောတတ်တဲ့သူကိုစကားပြောတတ်လာအောင်လက်မလျှော့နိုင်တဲ့သူတွေ ်နော်ကိုလဲရှောက်လာနိုင်တဲ့အထိကုသပေးနိုင်တာကြောင့်လည်းကုသခြင်းတဲ့သူတွေကလည်းတန်းစီလို့နေပါတယ်။ဒါရှိသေးပေမဲ့ ယောဂီဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ဈေးမကူတာတဲ့အချိန်တွေမှာလည်းတရားထိုင်နေပြီးတော့ရှိဘဝကပါရမီတွေကြောင့်ကုသတာဖြစ်တယ်လို့ဆိုပါတယ်။ကလေးရွယ်လေးသာရှိသေးပေမဲ့လည်းတည်ငြိမ်အေးဆေးပြီးတော့ဘာသာတရားလေးကန်ဆိုင်နေသူဖြစ်ပါတယ်။အင်းဘာသာတရားကြောင့်ပေါ့နော်။စေကုသရတာကမိဘတွေဖိအားပေးလို့ကုသတာမျိုးမဟုတ်ဘဲသူကိုယ်တိုင်ကလိုလိုလားလားနဲ့ကုသတာထုကန့်ကျော်ထံမှာနေစဉ်လူပေါင်းထောင်ချီတရားကုသနေပြီးတော့ပျောက်ကင်းတယ်လို့ပြောကြတယ်။ထုကန့်ကျော်လည်းရုပ်ရှင်မင်းသားလုံးစင်ကအထက်စေကုသစင်မှာပို့ပ ပြီးတော့အောင်မြင်လာခဲ့တာဖြစ်တယ်။ဒီဘိုးတော်လေးကတော့ထုတ်ခန့်ကျော်လို့အသက်အရွယ်တစ်ခုကိုမရောက်သေးပဲကလေးအရွယ်လေးနဲ့တင်သက်သာပြောက်ကင်းအောင်ကုသနိုင်တဲ့အစွမ်းတွေရှိနေပါတယ်။ကလေးအရွယ်လေးကဒီလိုကုသနိုင်တာကိုတချို့တွေကတော့မယုံကြည်ကြပါဘူး။ဒါပေမဲ့ဘိုးတော်လေးထံကိုလာရောက်ကုသခြင်းရင်တော့အဖြေကိုသိရမယ်လို့ဆိုပါတယ်။အဲဒါကြောင့်ထုတ်ခန့်ကျော်နာမည်ကြီးလာပြီးတဲ့နောက်မှာဘိုးတော်လေးကလည်းအမိလိုက်လာပြီးတော့အထက်ဖို့ကိုအစွမ်းနဲ့ကုသနိုင်သူတယောက်ဖြစ်လာခဲ့ပါတယ်။ ကလေးသားသားအိမ်ရရှိတဲ့ဘိုးတော်လေးကယောဂမန်သမီးကုသနိုင်တယ်ဆိုတဲ့အပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်လည်းပရိသတ်ကြီးရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်ပြသမှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံပေးကြပါရရှင်။အဲကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဒီလိုလေးမှပြန်တွေ့ကြမယ်ဒီလိုပါလဲကိုလည်းအစားအဆုံးချစ်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နော်